ပါလဲဘာဖြစ်များဒါတော့ကလေးအတွက်ကိုကျွန်တော်တို့က back certificate ယူဖို့အတွက်ဒီ form ဖြစ်ရတယ်ဆေးရုံကျွန်တော်ဒီအမေရိကမှာမွေးမဲ့ကလေးတိုင်းလို့လို့ဖြစ်ရပါတယ်အဲ့တော့အရင်ဆုံးအကြံပေးချင်တာကကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တော့ကလေးတွေမမွေးခင်မှာအာကျွန်တော်နာမည်ပေးတဲ့ကလေးမရှိဘူးကျွန်တော်တို့မြန်မာပြည်မှာကျတော့ကျွန်တော်မြန်မာလူမျိုးတွေအကုန်လုံးကကလေးတွေမွေးပြီးဆိုတော့သူတို့ရဲ့ရက်လအချင်း နေရဂျိုတွေကိုကျွန်တော်တို့ဒီအော်တက်ကျွမ်းနဲ့ဘီနင်းစရာတွေပဲဖြစ်ဖြစ်တက်ကျွမ်းနဲ့ဖုံဖုံနေပဲဖြစ်ဖြစ်အဲ့လိုမျိုးသူတို့စီရင်နေမှာပြန်ပြီးတော့နာမည်တွေမေးကြတာဒါကျွန်တော်တို့ဟိုမြန်မာနိုင်ငံရဲ့ထုံးစံပဲပေါ့နော်ဆိုတော့ဒီမှာကျအဲ့လိုမရဘူးတကယ်လို့နာမည်မရှိမထားဘူးဆိုရင်ကလေးရဲ့ဒီ bank certificate ကထုတ်လို့မရအဲ့တော့နာမည်ကကြိုပြီးတော့ရှိထားတာအကောင့်နဲ့ကိုယ့်ရဲ့ကလေးရဲ့နာမည်ကိုကြိုပြီးတော့ဖြစ်စင်ထားရတယ်ပေါ့နော် အဲကျွန်တော်တို့ကလေးတို့ကကျွန်တော်ကနာမည်ကဖြစ်စင်မိတာဖြစ်တယ်အဲ့ဒါအရင်ကြီးပြဿနာမရှိဘူးပြီးတော့ last name မှာ twin ကိုကျွန်တော်ယူတယ်ကိုဖေရဲ့အဲဒီ last name ကိုယူရတယ်ပေါ့နော်အဲ့တော့အကုန်လုံးအဆင်ပြေတယ်စေးရုံမှာပဲအကုန်လာလောက်ပြေးတယ်ငါးလောက်မှာကလေးကိုမွေးတယ်ပထမတက်မှာ24နာရီဖွင့်ထားတယ်ဒီ found နေဖြည့်ပြီးတယ်သူတို့စီကိုတိုက်တဲ့အချိန်တော့ပြေးလို့ရတယ်ကလေးရဲ့ birth certificate အတွက်ပေါ့နော်ဒီ birth certificate ရရင်ဘာတွေဆက်ပြီးတော့သွားရမလဲဆိုတော့ကျွန်တော် insurance ကိုကျွန်တော်တို့ကကလေးရဲ့ birth certificate လမ်းပြီးတော့ပို့ပေးရမယ်။ရပြီဆိုရင်ကလေးကိုကျွန်တော်တို့ insurance နဲ့မှာထည့်ပေးလိုက်မယ်။အဲကြကျွန်တော်တို့မိသားစု၃ယောက်ဆက်ဖြစ်ကောင်းမယ်ပေါ့နော်။အဲအဲ့အားမျိုးလေးရှိမယ်။ပြီးတော့ SSN နဲ့ရမယ်။ပြီးရင် passport လုပ်ဖို့အတွက်ကဒါတွေလိုအပ်တယ်ပေါ့နော်။ဒါတွေရှိမှာပဲကလေးတို့က passport လုပ်လို့ရမယ်။အဲ့မှာ form ကိုဖြည့်တဲ့ချိန်မှာလည်းဘာတစ်ချက်ကျွန်တော်လာတွေ့လဲဆိုတော့ marriage certificate တွေ marriage document တွေပေါ့နော်။အဲ့ဒါတွေလိုပါတယ်။ကျွန်တော်တို့ဒီမှာဆိုရင်လက်ထပ်စာချုပ်ပေါ့နော်။လက်ထပ်စာချုပ်ကို notary ပြန်ထားတဲ့ဟာကို copy ပဲဖြစ်ဖြစ်မူရင်းမဲ့ဖြစ်ဖြစ် resume matter ပြဿနာသိမ်းမရှိဘူးဘာပဲဖြစ်ဖြစ်ရတယ်အဲ့ဒီဥစ္စာရောဒီခုဖြည့်ပြီးရဖောင်လေးရောသူတို့စီကိုသွားပြီးတော့ပို့ပေးရအဲ့ကြိုင်ကလေးတို့ဘတ်ဆာတီဖိတ်ကိုထုတ်ပေးလိုက်လိမ့်မယ်ဒီမှာ congratulation ဘာညာ bla bla ပေါ့နော် flashing hospital ဘာညာ bla 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 ပေါ့နော်အဲ့တော့ register လုပ်နေရပါတော့ကလေးရဲ့ဒီမွေးတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ bla 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 ဒါရောအရင်ဖတ်စရာအကြောင်းမရှိဘူးကျွန်တော်ဖတ်ဖို့လည်းအားလုံးမရဘူးပေါ့နော်ဆိုတော့ထားလိုက်ပါတော့အဲ့လောက်ကြီးမလိုရတဲ့အသိမဖတ်ဘူးဒီမှာကတော့ ဒီမှာကြည့်လိုက်ဒါက SSN အတွက်အဲ့ဘက် certificate ရပြီဆိုတော့ね SSN ကလည်းဒီဘက်3ဘက်ဆိုရင်ရောက်လာမှာပေါ့နော်မိုက်တယ်ဟာဆိုတော့ဒီမှာကြည့်လိုက်ဒီမှာ if the parent have received the back certificate back not the SSN card they will be required to visit their local social security care center ဒီမှာ www SSC government ဆိုတော့ဒီမှာလည်း link နဲ့ website link နဲ့ပေးထားရတယ်ပေါ့နော် ဆိုတော့ဒီမှာကရှင်းရှင်းလေးရယ်တကယ်လို့မိမာရီရပါတော့ဆိုတော့ birth certificate ရပြီလို့မှာနှစ်ပတ်မြောက်နေလို့သုံးပတ်မြောက်နေလို့နှစ်ပတ်သုံးပတ်အတွင်းမှာ SSN ကမရခဲ့ဘူးဆိုရင်လေပြန်လျှောက်လို့ရတယ်ပေါ့နော်ဒီကျွန်တော် local social security center တွေမှာသွားပြီးတော့လျှောက်လို့ရတယ်ပေါ့အခုကျွန်တော်တို့က flashing နေတာပြည့်တော့ကျွန်တော်တို့ ਨੇ နေတဲ့နေရာဆိုရင်ကျွန်တော်ဂျမေကာရုံးမှာသွားပြီးတော့လျှောက်လို့ရတယ်ပြီးတော့ဒီကတ်ကို replacement ပြန်လုပ်ဖို့အတွက်ပေါ့နော်ဒါမှမဟုတ်လေအရှိရ လုံအနေနဲ့ဒီ process ကိုသိရဖို့အတွက်ကဒီ bike certificate လိုပါတယ်ပေါ့နော်ဒါပါပဲ Ferrari can start the process for in new or replacement car အာဆိုဒီမှာကြည့်လိုက်ဒီမှာကဒီကပ်ဘယ်မှာရောက်နေလဲဘာဘလာအဲ့လိုပုံစံမျိုးစစ်လို့ရတယ်လင်းပဲဖြစ်ဖို့များပါတယ်ကျွန်တော်ရဲ့ဒါက first experience ပဲဖြစ်ပါတယ်ကလေးကဒီနေ့မှမွေးရပါအဲ့တော့မတူပြဆုံးတာပဲလောက်ရတာ register လုပ်နေတဲ့အတော်အတွင်းပါလीကျွန်တော်ဘာလို့သတိထားမိလဲဆိုတော့ဖြည့်ရသမျှ ကျွန်တော်တို့ဒီသူတို့လိုအပ်ချက်တွေတိုင်းပါပေါ့နော်ဒီမှာဖြည့်ရမယ့် document တော်တော်အများစုမှာအဖေနဲ့ပတ်သက်တာတခုမှမတွေ့ဘူး father ဆိုတဲ့တခုမှမတွေ့ဘူး mother ရဲ့အကြည့်ပဲဒီလားကျွန်တော်မြန်မာပြည်မှာဆိုရင်အဖေနာမည်မသိရမှာအဲ့လိုဒီမှာမဟုတ်မေအမေရဲ့ pregnancy မဖြစ်ခင်ကအလေးချိန်ဘယ်လောက်လဲအမျိုးအမေရဲ့နာမည်ပါလဲဒါပဲအများစုပြီးရင်အမေရဲ့ သူဒီ pregnancy မတိုင်ခင်ကဒီနေဝန်ထိုင်ဖို့ life science ဟိုမူရစီဝတောင်းတာလားဆလေးတောက်တာလားရက်တိတောက်တာလားအဲ့ဒါကြီးကကစားအကုန်ပြီးတဲ့မှာဖြည့်ရပေါ့နော်ဖြည့်ရတယ်ဆိုတော့ကျွန်တော်ခုထပ်ပြီးတော့လှန်လိုက်ပြန်တော့ level မသာ all right anyway ဒီမှာလည်းပြန်ကြည့်ကြည့်လိုက်နောက်တစ်ရွတ်ထပ်လှန်လိုက်တယ် okay ဒါကတော့ထပ်ပါကျွန်တော်တားရဲ့နာမည်ထည့်လိုက်တယ် တနင်္လာသာခခကကန်ကကန်တွေ and then tune ကတော့ဒါကျွန်တော်ရဲ့ last name ဖြစ်တယ်ကျွန်တော် family name ဖြစ်သွားမှာပေါ့နော်ဒီမှာဆို tune အဲ့တော့ first name နဲ့ last name နဲ့ပဲထည့်တယ် middle name ကဆက်ထည့်တယ်မထည့်ဘူးကန်တွေ tune ပြီးပြီးအဲ့ဒါပြီးတော့လေပဲမတာ all right အမေနာမည်သူ့ရဲ့အမေနာမည်ကစမ်းတယ်သူရန်သူဖြစ်တဲ့အတွက် first name ကလည်းသူပဲ last name ကလည်းသူပဲဒီကလူတွေတော်တော် မျက်စိကိုဒီလိုမျိုးဂျွန်းခုံနေအောင်လဲလဲပါတယ်အမေရိကန်မှာသူ့နာမည်နဲ့ပတ်သက်ပြီးတော့သူကသူရွှန်းတီတီသူဟိုကမြန်မာလိုဆိုရင်တော့တာကြီးတစ်ချောင်းမြင်သူပေါ့နော်နောက်ကတော့တာကြီးနှစ်ချောင်းမြင်သူဒါပေမဲ့အင်္ဂလိပ်စာနဲ့ပေါင်းမယ်ဆိုကြ DAU ပဲဟုတ်ဆိုတော့ first name နဲ့ lesson name တူတူအဲလို့ပြောတာတူတူအဲအဲ့လိုလေးသူခေါ်ကြတာပေါ့နော်ထားပါတော့အဲ့ဒီမှာကျွန်တော်ပြောချင်တာအခုဒီမှာကြီးနော်ဆိုတော့ဒီမှာမာသာဟုတ်ကျွန်တော် အခုပြောနေရင်တန်လန်ကိုထပ်မပြီးသေးဘူးထပ်တွေ့ရတယ်မမသာမမသာတော့တော်မြမပြီးလို့မဟုတ်ဘူးခင်ဗျဘာလို့လဲဆိုတော့ဘာပြန်တွေ့နောက်ဆုံးတော့ father ဆိုစလုံးလေးကျွန်တော်တွေ့လိုက်ပါပြီဘာသာပြန်ရပါညာခုမှလာတာခုမှလာတာခုမှလာတာဆိုဒါလေးပဲပေါ့ပါလေရှိရနှိပ်ရသုံးရရှိတာကနောက်ဆုံးတွေ့ရမှာတပေါက်နှစ်ပေါက်နှစ်ပေါက်သုံးပေါက်ပဲပါပါ ရှိကနှစ်ရွယ်သလုံးကအမေနဲ့ပတ်သက်တာတွေဒီလိုများပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တွေးနေတယ်ကျွန်တော်ကကျွန်တော် single mother တွေရှိရပြားလာဟိုမင်္ဂလာမဆောင်ပဲနဲ့အတူတူအိမ်မှာနေကြပြီးတော့မွေးတာတွေလည်းရှိတယ်ပေါ့ကျွန်တော်ရဲ့ဟိုအမြင်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ပြောပြတာပါဆိုတော့အဲ့လိုမျိုးတွေများတယ်လို့ဒီမာသားနဲ့ပတ်သက်တဲ့ဟာကိုပို့ပြီးတော့ပုံများရတယ်ဖြစ်ရတာအဖေကအဲ့လောက်မဖြစ်ရဘူးပေါ့နော်ဆိုတော့တကယ်လို့အဖေနာမည်ထည့်ခြင်းနဲ့သူတို့အဲ့လိုမျိုးထည့်ခြင်းနဲ့ဆိုတော့ဒီကိုလာပြီးတော့ register လောက်ပါဆိုလဲတော့တခါလေသူတို့ဒီ file လေးလိုက်ကျွန်တော်တို့ပေးထားအဲ့ file လေးတွေကိုကျွန်တော်တို့စာရေးဖတ်ပြီးတော့ကျွန်တော်တို့ဖြည့်နေရတာဖြစ်ပါတယ် best certificate ကအရင်အရေးကြီးတယ်ကျွန်တော်တို့မြန်မာပြည်မှာပြည်ကနေဒီဟိုလာတော့လဲ best certificate နဲ့ပတ်သက်ပြီးတော့အများကြီးလွယ်ဖြည့်ရတဲ့ case တွေအများကြီးရှိတယ်ကျွန်တော်တို့ပါတယ်ကျွန်တော်တို့တော့မှဒီမွေစင်းနဲ့ပတ်သက်ပြီးတော့ဟိုးကျွန်တော်ပြည့်နေဟာလေးလေးတဲ့ဆိုတော့အဲ့မှာအစ်စ်ပြန်လောက်တော့လဲဒီတန်ရုံကလက်မခံတာလေးလေကျုံကောင်းကျုံရပါလိမ့်မယ် ဆိုတော့အဲ့ဒါကြီးကလိန်တာအတူကြီးပါဆိုပြီးတော့တန်ရင်ကပြောရတယ်လေဖြေကောင်းဖြစ်လိုက်တယ်လေပေါ့ဆိုတော့တို့ရောအခုနှစ်တင်နဲ့ထုတ်ထားခဲ့တဲ့ဟာတွေနဲ့တို့တိုက်ကြည့်ရယ်အမေရိကန်တန်ရင်ကအရင်တိကျလုံးအားကြီးရယ်အရင်ရေးကြည့်ပါတယ်မွေးတဲ့နေရာမှာဆေးရုံမှာဆေးကမ်းမှာမွေးစင်းကိုတေချာထုတ်ပြီးတော့တိမ်းမှာဒီကလေးကဘယ်နိုင်ငံကိုဘယ်လိုမျိုးသွားမယ်ဆိုတာကဘယ်သူမှမပြောနိုင်ဘာဖြစ်မယ်ဆိုတော့လေဒီကလေးပုံမှာအများကြီးမှုတည်ရယ်ကျွန်တော်တို့တော့မှဒီလိုပဲနေထိုင်နေနေထိုင်နေတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တော့မှဘာမှအရင်အဲ့လိုမျိုး ီဘက်ကိုလာမယ်လို့စီစဉ်ထားတာမရှိဘဲနဲ့ရောက်လာတဲ့အချိန်မှာသွားဖို့ဖြစ်လာတဲ့အကြောင်းလာတဲ့အချိန်မှာကျွန်တော်အဲ့ဒါလေးအရင်ရေးကြည့်ရဲဆိုတဲ့ဟာကိုပြပြထားချင်ပါတယ်ခုနကတော့စကားပြောနေနေရက်သွားတာပါလို့လဲဆိုရန်ကူးဆိုင်တဲ့အရန်အစဉ်ပြေတော်တော်ကြီးအစဉ်ပြေမိခင်စားဖို့အတူကညနေစားဥမာလာဖို့သွားပြီဆိုတော့ပြီးတော့နေ့လယ်စားပြီးဘာလို့ဆိုတော့လည်းဒီမှာအာတို့တော့အများကြီးပဲဒီကိစ္စတွေမှာသွားယူစားလို့လည်းရတယ်ပေါ့နော်လာဆောင်ပေးတဲ့ ကိုယ့်ရဲ့အမျိုးသားပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမေတွေပဲဖြစ်ကိုယ့်ရဲ့ဖေးတွေပဲဖြစ်အဲ့မှာသွားပြီးယူစားလို့ရတယ်အပြင်မှာရှိတိတ်ဆိတ်နေတာပဲခင်းရလဲအကျယ်ကြီးပဲအရန်ကို flight save ပဲအရန်ဖြစ်တယ်အရန်လဲ pressure မရှိဘူးလို့ခံစားရတယ်ကလေးတယောက်မွေးလိုက်တဲ့အချိန်မှာကျွန်တော်မြန်မာမိမတော့ကျွန်တော်ကလေးမမွေးဘူးကျွန်တော်မသေးဘူးလေကျွန်တော်ဒီမှာကလေးမွေးရအောင်ကျွန်တော်စိတ်ချမ်းသာတယ်အပွင့်ကျွန်တော်မွေးရကျွန်တော်မွေးလိုက်တယ်လို့ပါပဲကျွန်တော်မွေးလိုက်တယ်လို့ပဲဆိုကျွန်တော်ခန်းထဲမှာတနည်း ချိန်လို့ကျွန်တော်ရှိတာလေအခုချိန်ဒီလဲမွေးခဲ့ရနေစပြီကျွန်တော်အခုချိန်ဒီရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီ process တွေအကုန်လုံးကိုကျွန်တော်မြင်တွေ့နေရပဲဖြစ်ပါတယ်ဆိုတော့ဘာဖြစ်ဒီမှာတော်တော်အဆင်ပြေတယ်ကျွန်တော်မမွားဘူးဆိုရင်အနည်းဆုံး6ချိန်ရေးရအထက်လောက်မှာရှိတယ်တယောက်တယောက်အမြင်နဲ့အမြင်နဲ့ကျွန်တော်တို့ခန်းကိုလာပြီးတော့လာချက်တယ်ကလေးကိုချက်တယ်မျိုးသမီးကိုဆေးလာတိုက်တယ်စားတော့လာပို့တယ်နှစ်ခေါက်ရှိပြီဒီထဲကိုရောက်တာနေ့လယ်လောက်မှရောက်တာ ဒီရေရှိလားမရှိလားဆိုတာကိုလာပြီးတော့ချက်တဲ့ဒီစေးဝင်တဲ့နှစ်ယောက်ရှိပြီးတော့အရင်မိုက်တယ်အရင် flight တွေပဲဖြစ်တယ်ကျွန်တော်ကတော့မနေ့စောစောထားထားရတယ်လို့နည်းနည်းလေးခါနေစာရေးဖတ်ရတာတမျိုးဖောင်းနေဖြစ်ရတာတမျိုးဟိုကလေးကိုပြေးပြီးတော့လေးထုတ်ပြရတာတမျိုးလူကြီးကမုံနေခွန်းရတယ်ကျွန်တော်ခုနကတော့မှအနေဆာနဲ့နေလေတာပေါင်းစားပြီးတာ၂နာရီခွဲ၃နာရီလောက်ကမှပေါ့နော်ဆိုတော့ဆက်ပြီးတော့လှုပ်လိုက်ပါအောင်မယ်အာဟိုကောင်ချီးပေါင်နေတာ I bought that. Oh, you bought that. Okay. Now video ဒီမှာနောက်ဆက်တွဲလေးတွေကိုဆက်ကြည့်ပြီးပါအောင်။ဖောင်ပြေးလိုက်ပါအောင်။ဟုတ်ကော။တာ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 ရေး